မင်္ဂလာတော်မြို့နယ်ပြင်းမပင်ကျေးရွာအုပ်စုကမြဲမြံအောင်ဆိုက်ခဲမှစိုက်ပျိုးရေးလုပ်ကိုင်နေသူတွေကိုဖယ်ရှားပေးဖို့မြမစည်းဝါးရေးဥပိုင်ကုမ္ပဏီကဇန်နဝါရီ17ရက်နေ့မှာအကြောင်းကြားစာပေးဖို့ခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။အဲ့ဒါလို့ဖယ်ရှားခိုင်းတဲ့အပေါ်လက်မခံဘဲဥပဒေကြောင်းအရာတရားရင်ဆိုင်သွားမှာဖြစ်ကြောင်းအဲ့ဒီမှာနေထိုင်တဲ့ဒေသခံဥရွှေတီကပြောပါတယ်။ဇန်နဝါရီဟိုတော့17ရက်ကနေပြီးတော့18ရက်နေ့နောက်ဆုံးဆိုတဲ့စင်စာနဲ့ပေါ့နော်တခါပို့ခဲ့ပါတယ်အဲပို့ပို့လာတဲ့စင်စာပေါ်မှာကအပေါ်မှာကြတော့အထွေထွေဥရွှေမှုဌာန အစိုးရပိုင်နဲ့ပတ်သက်ပြီးတော့ထားခဲ့ဖို့ကျွန်တော်တို့ပိုင်ပြည်စည်းနဲ့ပတ်သက်လို့ယူသွားဖို့သူတို့ဘက်ကနေစာထဲမှာရေးထားတာရှိပါတယ်။ဒါပေမဲ့သူတို့အစိုးရပိုင်ပြည်စည်းဆိုတော့ကျွန်တော်တို့ဒီအကွက်နဲ့ပတ်သက်လို့ဘာတစ်ခုမှမရှိပါဘူးကျွန်တော်တို့ကွင်းနေနဲ့ပတ်သက်လို့ဘာမှမရှိပြီပဲသူတို့ကမြေပေါင်းရှင်းခိုင်းတဲ့ပုံစံမျိုးသဘောမှာသူတက်ရောက်ပါတယ်။ဒါကြောင့်မို့လို့လဲကျွန်တော်တို့ကနေပြီးတော့မခံမရနိုင်ဖြစ်ပြီးတော့ထွက်မပေးနိုင်ဘူးဆိုတဲ့အတိုင်းတာနဲ့ကျွန်တော်တို့ကသတင်းစာရှင်းလင်းပွဲကိုခေါ်ယူပါရင်းဖြစ်တယ်။အဲ့ဒီဥစ္စာကိုလက်ခံနိုင်လားလက်မခံနိုင်လို့ကျွန်တော်နေစီပါတယ်။ ဲ့ဒီဖေရှားခိုင်းတဲ့မြေတွေဟာအရင်ကတရုတ်မြန်မာကပြားဖြစ်တဲ့ဥချန့်ခိပိုင်ဆိုင်ခဲ့တဲ့ရာဘာတော်ကြီးဖြစ်ပြီး1990ခုနှစ်မှာစစ်ဆိုးရကတင်းစည်းခဲ့တာဖြစ်ကြောင်းအဲ့ဒီမှာနေထိုင်နေသူတွေကပြောကြပါဗျ။နောက်ပိုင်းမှာတော့အဲ့ဒီမြေနေရာမှာခုတ်ထွင်ရှင်းလင်းပြီးလေယာလုပ်ငန်းလုတ်ကင်ဖို့အခြေချနေထိုင်လာတာအခုဆိုရင်နှစ်20ကျော်ပြီလို့ဒေသခံတွေကပြောပါဗျ။ကိုလေးတည်ထားတဲ့ဒီအဲလက်ထောက်တော်လီတော်ဆိုတာဒါအင်္ဂလိပ် လက်ထက်မှာတုံးတဲ့စာသားเนาะ89ခုနှစ်ဆိုတာအင်္ဂလိပ်လက်ထက်ကအဲ့ဦးဒီ တရားဥဒီအဥပဒေကိုလက်ရှိထွေးဥပေါ့ထွေးဥကနေအသုံးပြုလာလားဒုတိယမဟုတ်ထွေးဥနဲ့ပေါင်းပြီးတော့စောစောကအခွက်စည်းတွေကအသုံးပြုလာလားဦးလေးတို့ကအဲ့လိုပဲတုံတက်တယ်နော်နောက်တစ်ခုကလည်းဒီနေ့ဦးလေးတို့ဒါသားတို့တွေ့တဲ့အချိန်ပဲဒီမှာလာတဲ့ဟိုတောင်သူတွေဆိုလဲအမတန်မှစိတ်ဆင်းရဲနေရတဲ့ခက်ခဲရှိနေတော့ဒါပေမဲ့တချို့ကအဲ့ဒီဥပဒေရဲ့ဒီသူတို့လွတ်လိုက်တဲ့ဟိုပို့လိုက်တဲ့ note တွေက ဦးလေးတို့အမြင်တော့တရားမဝင်ဘူးလို့ဦးလေးတို့ကမြင်တယ်။မြင်းမြောင်ဆိုင်ခင်မှာစိုက်ပျိုးရေးလုပ်ကိုင်နေသူတွေထဲမှာ2008ခုနှစ်နာဂိဖြစ်ပြီးနောက်ပိုင်းရောက်လာသူတွေလည်းရှိပါတယ်။အဲ့ဒီမှာနေထိုင်သူတွေကိုဖယ်ရှားပေးဖို့2015ခုနှစ်တုန်းကလည်းအာဏာပိုင်တွေကညှိနှိုင်းချက်ထုတ်ခဲ့ပြီးအခုအချိန်ဟာဒုတိယအကြိမ်မြောက်ဖယ်ရှားခိုင်းတာဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။မင်္ဂလာတော်မြို့နယ်ကနေပြီးတော့ဟိုဟာယခုရုံးတော်ရုံးတော်ဒစိမ့်နေပေါ့နော်သူတို့ဒီရက်30အကျင်းချမိဆိုတဲ့ဒီမှာရက်30ပေါင်းရက်ပေါင်း30အကျင်း အချင်းချထားမိပေါ့နော်ပြစ်ဒဏ်ခံရန်ထိုက်တဲ့စီရမြည်ဖြစ်ကြောင်းဆိုပြီးတော့2016ခုနှစ်ဇန်နဝါရီလတရက်နေ့ဆိုပြီးတော့ကိုယ်စလဲလက်မှတ်ရေးထိုးယခုရုံးတော်တစိမ့်နဲ့ဆိုပြီးတော့သူကရိုက်နှိပ်ထုတ်ပေးသည်ပေါ့နော်အဲ့လိုမျိုးနဲ့ပို့လိုက်တာပေါ့အဲ့ဒါကိုဟိုဟာဗာလဲအောက်မှာလဲကျမတို့ဒီမှာမြို့နယ်ဆိုလို့ရှိရင်လဲမြို့နယ်အုပ်ချုပ်ရေးမှူးဒီမှာလက်မှတ်ပါရမယ်လေအဲ့လိုမျိုးလက်မှတ်လည်းမပါပါဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနေလဲကျမတို့အကုန်လုံးမေးပြီးပါပြီအဲ့ဒါကြီးလဲသူတို့ရှိမှုမပို့ပါဘူးတဲ့ကျွန်တော်တို့ကဥပဒေပေါင်းပြင်ပေးရလူလားဥပဒေပေါင်းအတွင်းရလူလားဥပဒေပေါင်းပြင်ရ ော့ဘဲနေရှင်းမယ်မင်္ဂလာတို့မြို့နယ်ပြင်းမပင်ကျေးရွာအုပ်စုအနီးတဝိုက်မှာမြမစည်းဝါးရေးဥပိုင်ကုမ္ပဏီလီမိတက်ကနှစ်ချုံနဲ့ငှားရမ်းလုပ်ကိုင်နေတဲ့တိုက်ကားဘီယာဆက်ယုံ secret ဆက်ယုံမြမ posco ဆက်ယုံအပြင်အခြားဆက်ယုံတွေလည်းရှိနေပါတယ်ရှင်